အဲလက်ရှိတာဝန်ရှိသူအဲကိုရတူရင်းမူရဲဘော်ဆရာကျောင်းနဲ့အဲဒီရဲဘော်ဥက္ကာတော့အဲကျွန်တော်တို့ဖန်စီထိမ့်သိမ်းထားတာရှိတယ်ဆယ်လောက်ရှိပြီနော်လက်နဲ့ဖြုတ်သိမ်းပြီးတော့ယာတုချပြီးတော့မှအဲကျွန်တော်တို့အချုပ်တဲထည့်ထားတာရှိပြီဒါကလည်းစစ်ဆေးနေတယ်စစ်ဆေးဟာမှာအဲစစ်ဆေးနေစဲမှာပဲစေယုံကျုပ်ကနေပြီးတော့အကျောင်းကျညာကျအရာပေါ့နော်စေယုံကျုပ်ကသူတို့ကိုယ်တိုင်တိုက်ရိုက်စစ်ဆေးမယ်ဆိုရင်ညာကျအရာစေယုံကျုပ်ကအခုတိုက်ရိုက်ကြတဲ့စစ်ဆေးနေပါပြီဗျ ကျွန်တော်တို့ကကနဦးသတင်းပေးဖို့ချက်ပေါ့နော်ကနဦးသတင်းပေးဖို့ချက်အရမြန်ဒီတိုင်းရင်းရတာဝန်ရှိသူဟိုတွေတဲကနေပြီးတော့သတင်းပေးဖို့ချက်အရဒီကိစ္စဒီလိုဟောဖြစ်တယ်အရင်တော့ကတော့သူတို့ဟိုဟိုဒါဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ ဒီပုံမှန်တင်ပြမှုရှိခဲ့တယ်ဗောနော်ပုံမှန်ပုံမှန်ပုံမှန်တင်ပြမှုရှိခဲ့တယ်အခုတော့စင်ယုံကကျွန်တော်ပုံမှန်တင်ပြပြီးစစ်ဆေးမှုလုပ်နေတယ်ဗောနော်အဲ့မှာမှစင်ယုံကနေကြားပြပြီးတော့သူတို့စစ်ဆေးမှအလုပ်တယ်ဗောအဲ့ကနဦးဟွာကလေးကကွာသူတို့ဒီဒီဒီအခုမီဒီယာမှာမပေါ်ခင်ဗောဘယ်ကလေးကကျွန်တော်ဆောင်ရနေတဲ့ဟာဖြစ်တယ်ဗောဒီအမှုဖြစ်စရာလေးတော့ အဓိကပြောချင်တာမီဒီယာတွေပေါ်မှာမရောက်ခင်တည်းကဒီအမှုကဆောင်ရွက်နေတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီအဲကတူအလွဲပြောင်းလေးနည်းနည်းကြာနေလို့ပေါ့နော်။အလွဲပြောင်းဆိုတာ GSP ပါအာရှိတဲ့ဒီတက်တဲ့အလွဲပြောင်းအမှုပိတ်သိမ်းတဲ့အလွဲပြောင်းပြီးတော့ကျွန်တော်ရှင်မှာအမှုဆက်ဖွင့်ပြီးတော့ကျွန်တော်ရှင်ကနေစစ်ဆေးတဲ့ဟာမျိုးတွေဖြစ်နေတော့နည်းနည်းလေးလုပ်ငန်းစီတွေကြာသွားတာတခုပဲရှိတယ်။ကျွန်တော်ကျွန်တော်လုပ်ပြီးသားလုပ်နေစေကာလဖြစ်တယ်ပေါ့နော်။ဒီမီဒီယာကြောင့်တော့မဟုတ်ပါဘူး။မီဒီယာမှာပေါ်လာလို့ချက်ချင်းဆောင်ရွက်တာမဟုတ်ဘူးပေါ့နော်။အဲ့ဒါတော့ပြောချင်ပါတယ်နော်။ အဲယောလောင်းကတော့ဒါတော့ဟိုဒေသဆိုင်ရာစခန်းအမှတ်ကူစခန်းကနေပြီးတော့တက်တဲ့အဖြစ်ကျွန်တော်တို့အဲလွှဲပြောင်းပေးပါလိမ့်မယ်ပေါ့နော်ဟိုဒါနဲ့လိုရရင်ကျွန်တော်တို့လက်တာကိုစစ်ဆေးသွားဖို့ရှိပါတယ်ဟုတ်ကျွန်တော်သိရသလောက်ဆိုရင်တိုင်ရင်ရဲ့ဆုံးဖြတ်ချက်နဲ့တိုင်ရင်ရဲ့ထွက်ခွင့်ပေးထားတဲ့ရဲဘော်တွေဖြစ်တယ်လို့ အဲကျွန်တော်သိထားရတယ်။နော်သိသိသိထားရတယ်။အဲပြင်ပရောက်သွားပြီပေါ့နော်။ပြင်ပရောက်သွားပြီလို့သိထားရတယ်။တိုင်းစစ်ဌာနကတော့ဒါမျိုးသူတို့ပြန်ပြီးတော့ဖိုင်နာစီယာချုပ်ချတာမရှိဘူးမရှိပါဘူးနော်။အဲအဓိကကတော့ကျွန်တော်အမှုစစ်ဆေးရဲ့ကာလ ဖြစ်နေတယ်အမှုစစ်ဆေးလို့မပြီးသေးဘူးပေါ့နော်ပြီးတော့စေအောင်တို့ကဒိုက်ကင်တွေတဲ့ဟာမျိုးဖြစ်နေတဲ့အတွက်ဒီဟာကိုတော့ကျွန်တော်ပြောခွင့်မရှိဘူးပေါ့နော်ပြောခွင့်မရှိဘူးဘာဖြစ်လို့လဲဆိုတော့ဒီဆွဆွဲခံရသူဘက်ကလည်းသူတို့ဖြစ်ချင်းချက်ရှိမယ်အဲဆွဆွဲသူကလည်းဘယ်လောက်ထိ အဲကျွန်တော်တို့ဟိုဟာသူဆွဆွဲတဲ့မှန်ကန်မလဲဆိုတာကိုလည်းပြန်ကျွန်တော်စစ်စစ်နေတယ်ပေါ့နော်နောက်ပြီးတော့ဆွဆွဲခံရသူကိုလည်းစစ်နေတယ်စစ်ဆင်းနေတယ်ပေါ့နော်အဲဒီလောက်ပဲပြောနိုင်တယ်နော်ဟိုအခုသွားမှုလာတော့ကျွန်တော်တို့အခုပြောလို့မရသေးဘူးပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ဆောင်ရွက်တဲ့ဟာမဟုတ်တော့ဘူးစေယုံကျုပ်ကတိုက်ရိုက်ကင်တွေတာဖြစ်တဲ့အတွက်ဒါကိုသူပြောလို့တော့မရပါဘူးဆရာမကြီးနော် လောကောမီဒီယာရဲ့ဆက်လက်ရပ်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ Member ဝင်ပေးခြင်းနဲ့ကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။